27 audio channel ကိုနားဆင်နေတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဓမ္မစတိယဥထေလရေးသားထားတဲ့ယဟန်နာနဲ့ပုဂ္ဂိုလ်လူများစာအုပ်ထဲမှာရွှေဥမင်းနဲ့တောင်ဖီလာဆရာတော်ရဲ့အကြောင်းကိုတင်ဆက်ပေးပါပဲဖြစ်ပါတယ်ခင်ဗျာတောင်ဖီလာဆရာတော်ကြီးကအင်းဝခေတာလုံးမင်းကြီးလက်ထက်မှာအလွန်ထင်ရှားတော်ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်15တန်တဲ့ကပဲဝေဒန်တရားပြုတ်ကိုရေးသားတော်မူပါတယ်အဲ့ဒီတော့မှာထင်ရှားတဲ့ကျမ်းပုံးများစွာကိုလည်းရေးသားခဲ့ပါတယ် ဗျာဒိဝိသေလကြောက်ကျန်းတွင်တက်ကရ106ခုနှစ်မှာစင်ပြူရှင်မင်းကြီးလက်ထက်စကိုင်းပင်းရဧဝပြည်တို့မှာကြောက်ရောကဖြစ်ပွားပြီးတော့လူတွေအသေးကြီးပြက်စီးများတဲ့အတွက်အမင်းကြီးကိုယ်တိုင်ရွှေစည်းကုံဖျားဖူးပြီးတော့စနေနာတဲ့အခါတောင်ဖီလာရှာမတွေ့မယ်မြောက်လီလာမချမ်းသာမယ်ကြောက်ခဲကြီးကိုချီပါမည်ဟုနမိတ်ပေးတဲ့အတွက်တောင်ဖီလာဆယ်တော်ကိုဆုံးလို့ကြွေးပြီးတော့ယောဂငိမ့်ဖို့တောင်းပန်လျှောက်ထားရတယ်လို့ဆိုပါတယ် ဓာရုဝိတယတမန္တရတကြံမဟာနာရီတကြံကောချာတကြံစတဲ့စီးကျန်းတွေကိုလည်းပြုစုတော်မူပါတယ်။တောင်းဖီလာပိုက်ဆုံဩဝါဒယတုဆုံးမစားတို့လည်းရှိကြောင်းပြိရကတမိုင်းတွေက ပြဆိုပါသေးတယ်။အဲဒီလိုဆိုရင်စီးကျန်းတွေပြုစုပြီနဲ့အခုကာလလိုဆေးကူပြီးတဲ့ဘုန်းကြီးမဟုတ်တာကိုတော့သတိထားတဲ့ပါတယ်။ဝင်းဤတိတ်ခါဒေသနာတော်ဘောင်တွင်းကနေလောကတရာစရိယာဖြည့်ကျင်ခြင်းမြတ်တာဖြစ်ပါတယ်။ ဆရာတော်ကငယ်စဉ်ကပဲသူမတူအောင်ထူးခြားတဲ့တာမလီကျော်ပြည်ပစင်းကျော်လို့နာမည်တွင်ခဲ့ပါတယ်။အမင်း60တိုင်အောင်မင်းဆရာဖြစ်တော်မူခဲ့တဲ့အင်းဝ0ရွှေချောင်းဆရာတော်ဝင်စားသူလည်းဖြစ်တယ်လို့ဆိုပါတယ်။ဆလင်းမျိုးရှိတာထုံးဦးဇီဒီဒီရအရက်မှာမွေးဖခဲ့ပေနဲ့ရှမ်းရီခင်ကျောင်းပြည်ကနေတဲ့ဆင့်တောင်ဝူရောက်ရှင်ဓမ္မရာဇဂုရုထံမှာပညာသင်ပြီးတော့ပြည်မြို့မှာတာမဏိဘုရားနဲ့နေရပါတယ် ရှင်ဘွဲ့ကတော့မုဏိန္ဒခေါတာဖြစ်ပါတယ်။ယဟန်ဘွဲ့ကတော့ဝီတော်ရဲ့အမည်တိုင်းအရှင်ဥပါတိလို့ခေါ်ပါတယ်။တစိတ်ကတ်တော်မူတဲ့အခါတိပိရကလင်္ကာရရာဇဂုရုမိပါတယ်။အဲဝတ်ကိုရောက်မှာပြည်ပြင်းရန်နိုင်မှုကယဟန်ဒါရကပြု အရှင်အဘိသင်္ကေတထံမှာယဟန်ပြုပါတယ်။ပြည်ပစင်းကျော်လို့ထင်ရှားပြီးတော့အဝပစင်းကျော်အရိယာလင်္ကာရနဲ့စာပြန်ရပါတယ်။ 989ခုနှစ်မှာညီတော်ဆလင်းစားမင်းရဲကျော်စာကိုးကွယ်ခွင့်ရပါတယ်။ဆရာတော်ကပရိယတ်ဒီစွန့်ရည်မှာစိုးဝဲရာမရှိပါဘူး။အများအားဖြင့်လည်းသိကြပါတယ်။ဒါကြောင့်ပရိပတ်သဘောဆိုင်ရာငုတ်ွယ်နေတဲ့ကြီးညိုွယ်တို့ကသာရွေးချယ်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။တခါကနှစ်ပေါင်းများစွာပျောက်ွယ်နေတဲ့မန်းဆက်တော်ရာနှစ်စုကိုရှာဖွေဖို့တာလုံးမင်းကြီးတန်စာသွင်းကြပါတယ်။အမင်းကြီးလည်းသဘောကျတဲ့အတွက်ဆက်တော်ရာအရှာထွက်တော်မူပါတယ်။ အနန္ဒဆရာတော်အရိယလင်္ကာယဆရာတော်တီလောကလင်္ကာရဆရာတော်တို့ရဲ့အဖော်ပါကြပါတယ်။အင်းဝနေပြီးတော့ကနေမင်းမှုကိုကြွတတော်ဝင်တတော်ထွက်ဆင်းလိုက်တက်လိုက်ရှာဖွေကြပါလေ။ရက်လည်းအတော်ကြာခဲ့ပါတယ်။အဆက်တော်ရာနီးမှာမဆက်ရွာမှာခိတ္တနာနီတဲခူတော်မူရာတညမှာတော့တောင်းဖီလာဆရာတော်အိမ်မက်မြင်မက်တော်မူပါတယ်။အိမ်မက်ထဲမှာလူတယောက်ကခွေးနှကြီးတစ်ခုနဲ့တူဆရာတော်ထံကိုလာပြီးတော့ ဘုန်းကြီးတို့လာကြသည်ကအန်ဒီရဲ့အရန်ကြီးပါတယ်အတော့နဲ့ထဲမှာတာရတလေးဆန်ဒီကလည်းထူပြောတယ်ဘာလို့ကြွလာခြင်းရတယ်လဲလို့မေးတယ်ရှေးမင်းတို့တွားရောက်ပူဇော်လေးရှိတဲ့ဆက်တော်ရနှစ်ဆူရှိကြောင်းစာဟောင်းစာတန်းရှိရာရှာဖွေလာတဲ့ကြောင်းပြန်လဲမိတ်တော်မူပါတယ်အဒီကတာရကကအဒီလိုဆိုရင် ခွေးနဲ့ကြီးဝင်ရာတောကို လိုက်ရင် တွေ့ပါလိမ့်မယ်လို့ရှောက်ထားတာနဲ့တပြိုင်နက်အိယာက နိုးတော်မူပါတယ် ိမ်မက်အကြောင်းကိုအဖော်၃ပါးကိုပြောပြတော့ဗာနသီပြည်သာသနာညှိုးနှွမ်းချိန်မှာဝိသယုဏ္ဏသားကခွေးနဲ့ရောင်ဆောင်ပြီးတော့ညွှန်ပြသည်ကိုစင်ကြင်တော်မူကြလျက်နောက်တနေ့နဲ့နဲ့ဆက်လက်ပြီးတော့ရှာဖွေကြပါတယ်။အဲအိမ်မက်ထဲမှာမြင်ရတဲ့အတိုင်းခွေးနဲ့ကြီးတကောင်ကဆက်တော်ရရှိတဲ့နေရာကိုရှေ့ကသွားသည်ကိုတွေ့လျင်နောက်ကလိုက်ကြပါတယ်။အဲဆက်တော်ရနေရာမှာပျောက်ွယ်သွားပါတယ်။ဆရာတော်လည်းမန်းချောင်းနှစ်ဖူးရောက်နဗလူးတကောင်ကကိုထင်ရှားထွက်လာပြီးတော့ မေးမြန်းပြောဆိုပြီးတော့စက်တော်ရနှစ်စုကိုလိုက်လံညွန်ပြပါတယ်ဆရာတော်တို့လည်းတောင်းပန်မှာချိန်ဆက်ကြပါတယ်တောင်းပီလာဆရာတော်ကပဋ္ဌာန်းဒေသနာတော်ရွတ်ဖက်ရာနတ်များတရားနာလာကြပါတယ်အနည်းရှိနတ်တွေကလည်းသင်ဘသူလဲလို့မေးရတောတာပဲနတ်ကြီးပါလို့လျှောက်ပါတယ်ဖះရှင်ကိုမိသလောလို့မေးရမိပါတယ်လို့ပြန်ဖြေပါတယ်ငါရွတ်သောပဋ္ဌာန်းကဖះဟောနဲ့ညီညွတ်လတော်လို့မေးပါတယ်ပုတ်လာသောငပီးကိုဖက်နှစ်အထက်ထက်ထုတ်ပြီး အပေါ်ဆုံးဖက်နှံ့တဲ့တူပါတယ်လို့ရှောက်ပါတယ်။ဒီခါတောင်းမီလာဆရာတော်ကတင့်ကိုတင်သောတာပန်နဲ့လို့လဲဆိုသေးတယ်။တင့်နှုတ်ထွက်ရုံညာလာတယ်။ငါယူသောပေထန်းသည်ဖျားဟောနဲ့ညီးတယ်။ငါစကားမမှန်လေငါဦးကောင်းထက်မိုးကြိုးဆက်သွားရောက်စီသတိယူအထိတ်ထန်ပြုလိုမှုတယ်။ဒီခါနဲ့ကလည်းကျွန်တော်လဲသောတာပန်ဟုတ်ပါတယ်။ဘုန်းကြီးပဋ္ဌာန်းဒေသနာလဲဖျားဟောနဲ့ညီးပါတယ်။ မဆုံမနစ်အားထိုစီလိုသောဆန္ဒနှင့်ရှောက်မိပါတယ်လို့ပြန်လဲရှောက်ထားတောင်းပန်ပါတယ်။အဲ့ဒီနောက်မှာပျောက်ွယ်သွားပါတယ်။ဒီနောက်မှာဆက်တော်ရကိုပန်းတကူသင်္ကန်းနဲ့လွှမ်းအုပ်ပြီးငါသည်ဖျားဖြစ်မိဧကံမှန်လေ။ဤသင်္ကန်း၌တရရှိကွက်ဆက်လက္ခဏာထင်းစေတည်းဟုအဋ္ဌိဒံပြုပြီးအုပ်တော်မူပါတယ်။သင်္ကန်းကဂျိုးရရုပ်ကဲ့သို့ကုန်းကွာ၍ထလာသည်ကိုမြင်ရပါတယ်။ဂျိုးလဲဂျိုးစားကြာလဲကြာအောင်မဲလို့နမိတ်ဖတ်တော်မူပါတယ်။ စက်တော်ရနှစ်စုကိုချီမြင်တဲ့တိုင်းတားပြီးတော့ယူဆောင်ခဲ့ပြီးဘရင်မြင့်မြတ်ကိုကူးကွယ်စေပါတယ်။တောင်ပိယာဆရာတော်စက်တော်ရကအပြန်နာမည်ကြီးလာတဲ့ရွှေဥမင်းဆရာတော်ထံကိုဝင်ရောက်တွေ့ဆုံမှုမှာရာဇဝင်မှာထင်ရှားပါတယ်။ရွှေဥမင်းဆရာတော်ကပကန်းကြီးမြို့မှာလူသူတော်ကပ္ပိယတအူးနဲ့သာ နေတော်မူပါတယ်။ ရွှေဘုံဆရာတော်ကြီးကကျေးဇူးကုန်နဲ့တောင်ဖီလာဆရာတော်နဲ့တွေ့ဆုံဖို့အခမ်းကအလွန်စိတ်ဝင်စားဝယ်ကြီးညိုပွဲကောင်းလာပါတယ်။ဒါလုံးမင်းတရားလက်ထက်ပကန်းတာရကဝက်ကြဥမင်မှာတရင်သုံးနေတဲ့ဇဘူးတဇအမည်ရှိတဲ့ဝင်းကြီး၅ချမ်းပါဠိအထကထာနေတ္တိယအစီအစဉ်နဲ့ရွှေဥမေဖရာထံကိုတာလွန်မင်းတရားဆရာတော်ဖြစ်တဲ့တောင်းဖီလာကျော်ဆရာတော်ဖရာကကိုရိုတိုင်ကြွပြီးတော့ ငါစီရင်တဲ့ဝင်းကြီးနေတရနဲ့သူစီရင်တဲ့ဝင်းကြီးနေတရတို့တိုက်ဆိုင်မယ်ဆိုပြီးတော့ကလူရန် လက်ဆောင်နေတဲ့သူလာခဲ့ပါတယ်ဒီခါရွှေဥမေဆရာတော်ကအလုံကျွေးသူတော်ဝတ်လူတပြည့်တယောက်နဲ့သာခေါင်းပါတော်အသုံးဆောင်ရှိပြီးနေထိုင်တော်မူပါတယ်ပိသက်နောက်ပါများနဲ့မင်းဆရာတော်တစ်ပါးဖြစ်တဲ့တောင်ပိတာဆရာတော်ရောက်လာတော့ကိုဝိပြူရန်ခင်းရန်တော့မရှိတဲ့အတွက်သုံးတော်မူတဲ့တရေအခင်းအနွယ်ခင်းကိုခါပြီးတော့နေရာမှာခင်းပါတယ် ညာရှိနှစ်ဦးရဲ့မရက်မဆက်ချစ်ခင်ယင်းဤတာဝန်ကုန်ကြောင်နှုတ်ခွန်းဆက်ဖလဲတကင်းပြုကြပါတယ်။အောင်မွေပွဲမမေ့နိုင်သောစကားအစုံမှာတောင်ဗီလျာဆရာတော်ကပေးသက်ချွေရနေတယ်ကြောက်တော်မမူလို့ဟုရွှေဥမင်ဆရာတော်ကိုမေးတော်မူပါတယ်။ဒီကရွှေဥမင်ဆရာတော်ကြီးကကြောက်ရွံ့ပင်တော်ထဲမှာပြည့်တဲ့အနေနဲ့နေပါတယ်လို့ဆုံးမတော်မူပါတယ်။ဒီကတောင်ပီလာဆရာတော်ကြီးကအော်ငါကမကြောက်တတ်သူ ဖြစ်ခဲ့ပြီလို့ နှလုံးပိုက်တော်မူပါတယ်။ဒီနောက်မှာပါခဲ့တဲ့လှူရန်လက်ဆောင်အသီးသီးကိုမင်းဆရာလက်နဲ့ကန်၍သင်ငန်းပါဖုရားအရှင်မဟာကတ္တဖကိုဖုရားရှင်သည်ကတ်လှူသောဒုက္ခနှစ်ထပ်သင်တန်းကဲ့သို့မောမြတ်သောမင်းဧကရေလှူသောရာသောဝိထုပစ္စည်းပါတန်တရာကိုချိမြတ်သည်။သုံးဆောင်တော်မူပါဟုလှူသည်ကိုလက်နှင့်ခံ၍ တာဒုတာဒုရွှေစည်းကုံကိုလှူပါတယ်လို့ဆိုပြီးရွှေဥမင်းဆရာတော်ကချထားပါတယ်။အဲဒီလိုဆိုရင်လှူလူသည်မဝိတုကိုဤကဲ့သို့ကြီးချထားသည်ကိုမြင်တော့ဩငါကမင်းဆရာမင်းအကူကံဖြစ်တော့ငါလှူတဲ့ပစ္စည်းကိုယွန်ရှာတဲ့အတွက် ဝင်းနီးနဲ့ပတ်သက်ပြီးတန်တရားရှိလို့ဒီလိုပြုတော်မူပဲလို့နှလုံးပိုက်တော်မူပါတယ်။စိတ်ထဲမှာတော့ဒေါသဖြစ်ခြင်းစိတ်ခုခြင်းအလင်းလုံးဝမရှိပါဘူး။ ရွှေဥမင်ဆရာတော်ကြီးကဤကဲ့သို့တောင်ဖီလာဆရာတော်ကြီးကိုပညာသာပပဆုံးပါတော်မူပါれရွှေဥမင်ဆရာတော်ကြီးရဲ့သဘောကတော့ဤအရှင်သူမြတ်သည်မင်းဧကရေဆရာတော်ဖြစ်လျက်ကိုယ်တိုင်ငါတို့လာရောက်ပြီးတော့ပူဇော်တက်ကြရအများနဲ့ငါ့ကိုပူဇော်တယ်ငါကသူကဲ့သို့ပူဇော်ရန်ဝိစုမရှိတော့ကြောင့်သူအာမပူဇော်ရဒီရှင်သူမြတ်အားပစ္စည်းပြည့်တဲ့ချွေရံတို့ကိုစွန့်၍တောနေခြင်းအကျိုးကမြတ်သော အနုသာသနီဆုံးမစကားဖြင့်ပူဇော်မယ်လို့ရည်ရွယ်ပြီးတော့ဤသို့ပြုတော်မူတယ်။အဲဒီနောက်မှာပြည်စည်း၌ယွန်ရှားသည်ကိုဆွဲ၍မဆိုးတနည်းလဲအလွန်ရာခဲလှဆတ်သောယဟန်သူတော်အဖြစ်ကိုရပါလျက်မင်းဆရာအခေါ်ခံပြီးတော့နေခြင်းကအကျိုးမရှိ အကျိုးရှိကကိုရှားစီအံ့လို့နှလုံးပိုက်ပြီးတော့ဆိုတော်မူခြင်းဖြစ်တော်မူပါတယ်။အဲဒီနောက်မှာရွှေဥမင်ဆရာတော်ကြီးစီရင်တော်မူတဲ့ဝင်းဒီနေရီယာကိုတောင်းပြီးတော့ကြည့်တဲ့အခါ ငါစီရင်တဲ့နေဒီယာဒီကျဲဒီသူစီရင်တဲ့နေဒီယာကကျင်းတယ်အဒီမြနေပဲနောက်သားတို့မိကိုအားထားရဖြစ်လောက်ပြီးနှစ်နည်းရှိတဲ့လောကဝဲဖျားနှစ်စုပြန်၍ပွင့်တော်တတော်ဝါတို့ဒီသူဖျားကတားတယ်ငါဖျားကတားတယ်လို့အငင်းခုံသာဖြစ်၍အကျိုးမရှိရတကယ်တို့ရှိတော့မဲလို့အောက်မှွေပြီးတော့မိမိစီရင်တဲ့နေဒီယာကိုဇီးရင်ပြမှာမီးပူဆိုပြီးတော့ပြန်တော်မူပါတယ် အဲ့တော့မှအလုတ်ကျွေးသူတော်ကရွှေဥမင်ဆရာတော်အနောက်ကိုချင်းကပ်ပြီးတော့ဘုန်းကြီးတို့ဝင်းဒီမှာသူ့ကိုတရားလို့လှူတဲ့ပစ္စည်းကိုမတုံးဆောင်ပဲသူတစ်ပါးကိုမပေးအပ်သူတစ်ပါးကိုပေးလိုက်တော့သူ့ရဲ့တရားတရားကိုဖျက်ဆီးရကြတယ်တရားဒီရဝင်းဒီပါတာဒုက္ခရှိတယ်အာဘတ်တင်တယ်မဟုတ်လားလို့ပြောပါတယ်အဘဲကြောင့်မင်းဆရာကိုယ်တိုင်လာပြီးလှူတဲ့ပစ္စည်းကိုအာဘမနာသူ့ရှိမှာရွှေစည်းကိုလှူပါတယ်ရွှေစည်းကိုလှူပါတယ် မဆောင်ရှောက်မငဲ့မညာပြုပါတော်လို့ဆိုတာကိုရွှေဥမင်းဆရာတော်ကြီးကသူတော်ငါဆောင်နေတောင်ဖီလျာဆရာတော်ကိုငါဆုံးမလိုက်တာဖြစ်တယ်အဒီကပြန်လို့စကိုင်းလေးတက်ကြီးသူနေတဲ့လေးတက်ចောင်းဆောင်ဘုကိုသူပြန်တက်ဝင်သေးရင်တကယ်အာကယောက်ျားပဲလို့ရွှေဥမင်းဆရာတော်ကြီးကမိန့်တော်မူပါတယ်သာသနာဝင်အကျော်ဆရာတော်ဖျားဤနှစ်ပါးကဖက်လဲတကင်းပြောဆိုနှုတ်ဆက်ကြပြီးတော့ ကျောင်းမှာဆင်း၍ပြန်ဒီမှာရွှေဥမင်းဆရာတော်ကလိုက်ပူရာတောင်ဖီလာဆရာတော်ကကျုပ်ကမင်းဆရာဖြစ်ပေတယ်ငါရှင်ရှေ့ကကြွပါလို့နှိမ့်ချပြီးဆိုပါတယ်မင်းဆရာဖြစ်၍ရှေ့ကကြွသည်ဟုသူတကာထင်မြင်ဆို၍ဆိုခြင်းဖြစ်ပါတယ်ဒီကရွှေဥမင်းဆရာတော်ကလည်းငါရှင်မင်းဆရာဖြစ်ပေတယ်ရှေ့ကကြွပါလို့ရှောက်ပါတယ်မင်းဆရာကိုပဲမခံမညာရှေ့ကကြွပြီလေလို့ထင်ကြမှာဆို၍ဖြစ်ပါတယ် ပူယူကိုကျော်နှစ်ပါးရှောင်းတခင်ပြောဆိုသောစကားစင်လျက်သာသနာဝင်မှာနှုတ်မင်္ဂလာမှတ်တမ်းကြီးအဖြစ်ကိုတွင်ကြံရစ်ခဲ့ပါတယ်။ပညာရှိသူတော်ကောင်းကြီးများဖြစ်တော်မူတဲ့ပုဂ္ဂိုလ်ကြီးနှုတ်ရဲ့ပြောဆိုပြုမူပုံယဉ်ကျေးစွာ ဆုံးမပုံဆုံးမခံရသူကလည်းယိုသည်ကျိုးနော်စွာလောကီ ခုံတဲ့ခါကိုမငယ်ပဲလိုက်နာပုံတို့ကိုချီးကျူး၍မကုန်အောင်ရှိပါပေတယ်။တောင်ဗီလာဆရာတို့ကြီးကဒီကနေအပြန် ဂါမဝါတီရွာနေမင်းဆရာအဖြစ်ကို ရှက်ယွံတော်မူတဲ့အတွက်ဇီတော်မင်းဝင်တောင်ယူအခုစကိုင်းတောင်ရဲ့အရှိကြောက်ကြားတောင်ဖီလာတောရမှာအယံညကင်းတောဝင် ခိုးတော်မူပါတယ်တတ်တော်60ပြည့်တဲ့တက်ကြွတထောင်ပြည့်တဲ့တပေါင်းလားပြည့်နေ့ဖြစ်ပါတယ်တောင်ဖီလာဆရာတော်ကြီးမိမိနေရင်လေးတဲ့ကျောင်းဆောင်ကိုပြန်ရောက်မလာတဲ့အခါညီနောင်မင်းသမားကလည်းရှာတော်မူပါတယ် ဆရာတော်ကိုအရင်ဖူးတွေ့ရသူကကြောင်းဆောက်လူတဲမယ်လို့အပြိုင်ဆိုင်ရှာကြတဲ့အခါတာလုံးမင်းညီတော်မင်းရဲ့ကြော်စာတွေ့ရပြီးတော့လေးတက်စေတဝန်ရွှေချောင်းဆောက်လို့လူတန်းပါတယ်ဆရာတော်က1003ခုနှစ်မှာဖျားတဆူလဲတီထားကိုးဝယ်ပါတယ်တလ၄ချိန်နဲ့ဒီလာပြီးဆုံးကတဲ့လို့ဆိုကြပါတယ်တောင်းဖီလာတော့ရမှာဆရာတော်တည်င်းသုံးတော်မူစဉ်တွေ့ကြုံရတဲ့အဖြစ်အပျက်တခုကလည်းမယုံကြည်နိုင်လောက်အောင်အံ့ဖွယ်တည်းရဖြစ်ခဲ့ပါတယ် လောကမှာဘယ်အလို့မဆိုမမျော်လင့်သောအခက်အခဲတွေကပေါ်လာတတ်ပါတယ်ဒီအခက်အခဲတွေကညောင်ရီဦးမှမီးထောက်တောက်ဟူတဲ့ကဲ့သို့ဘလုံးမှဖြစ်လာလိမ့်မယ်လို့မထင်စကောင်းသောဌာနကလည်းထွက်လာတတ်ပါတယ်ဆရာတော်တိုးရထွက်ပြီးမကြောက်ခဲ့ပါမမျော်လင့်တဲ့အခက်အခဲတခုကမထင်စကောင်းသောဌာနကထွက်ပေါ်လာခဲ့ပါတယ်စကိုင်းပင်းရအင်းဝတ်တချို့မှာဒီအချိန်ကမိုးအလွန်ခေါင်းခဲ့ပါတယ်တတိုင်းတပီတုံးလဲငတ်မို့ကြပါတယ်စီးပွားတွေလည်းပြတ်ကြပါတယ် အချိန်အခါမဲ့လည်းမသွားလာရဲကြမတရားမှုကလည်းတိုးပွားလာပါတယ်တခုသောနေဝင်ဖြူးပြကာလအချိန်မဲ့တွင်မှာသပင်ဖားရအဝေအစားအဆုတ်ပြက်တဲ့တကမာလေးတယောက်တောင်ဖီလာတောရကျောင်းရှိကိုအမောတကောပြေးလာနေပါတယ်ရုပ်ရည်ကလည်းတနာကမာ ရုပ်လက္ခဏာနဲ့အဝေအစားကတခြားစီကိုဖြစ်နေပါတယ်ဆရာတော်ကတောင်ကျရေခမ်းရန်တူးထားတဲ့ကံဤလမ်းလျှောက်နေရာနီးဖျားဝိပ္ပူဟံပြင်လိုက်တဲ့အချိန်မှာ ကယ်တော်မူပါဆရာတော်ဘုရားဆိုတဲ့အတန်နဲ့အတူဖတ်တော်မယောင်းတက္ကမကပြီးဝင်လာပါတယ်နေဝင်သွားတော်လဲလာရောက်ကလေးရှိနေတော့တက္ကမရုပ်တွေကိုထင်ထင်ရှားရှားမြင်နေရပါတယ်อืมဒုက္ခပါတကားလို့ဆရာတော်ကညီးတွားခိုင်ပါတပည့်တော်မှလမ်းခီးကြမှာဒုက္ခတွေ့လာ၍ဆရာတော်เจ้าမှာနေပြရစီဘုရားလို့ငိုပြီးတော့ရှောက်ပါတယ်ဆရာတော်ကဒုက္ခတွေကိုညအခါတောတောင်ကြီးအတွင်းနှင်လို့ရပါလေအခက် လက်ခံရမှလည်းအခက်ဖြစ်နေပါတယ်။ဘုန်းကြီးကျောင်းမှာတက္ကမနေလို့ဗမာဖြစ်မိလဲလို့နှုတ်ကပင်ထွက်လိုက်ရပင်နဲ့လုံးဝရှောင်ရွေ့မရနိုင်သူကိုသိနေတော့အကြံရခတ်နေပါတယ်။တညတာပဲတဲခုံဝင်ပြူပါဖရားလို့တက္ကမလေးရဲ့အတန်နဲ့တူမျက်ရည်တွေကလည်းဖြူးဖြူးဖြိုင်ဖြိုင်ကြာလာပါတယ်။ဆရာတော်ကအတန်ကြာစကားစိတ်တပြင်းချပြီးစဉ်းစားပြီးနေပါတယ်။အဒီနောက်မှာအကျန်တစ်ခုရပြီးတော့စိတ်သက်သာရသွားတဲ့အမူအရာနဲ့ ကျောင်းရဲ့အပြင်ဘက်ဇင်းကျန်မှာအိတ်ရန်ခွင့်ပြုရလေတော့လေဆရာတော်ကနေရာပြီးညွန်ပြပြီးတော့တောင်ဖီလာဇီဒီချင်းပြမှာဖရဲဝိပြုတောင်စုံနဲ့တကူအမြဝေမြစ်တာပို့နေပါတော့လေကျောင်းဝင်ကိုမပြန်လဲခတ်ပြန်လဲခတ်ဖြစ်နေတော့ဇင်းကျန်ခြေလမ်းများအကြမမှန်တော့ပါနောက်ဆုံးကျောင်းကလေးကိုပြန်ကြွပြီးတော့တက္ကမအဲ့ဒီမှာအိတ်လေးလို့တုံးတိတိပြောဆိုပြီးတက္ကမင်းတို့ကိုချက် ကျောင်းကလေးအတွင်းမှာကမ္မထံဘာဝနာပွားများနေပါတော့တယ်စိတ်ကတော့ခါတိုင်းကဲသို့မကြည်ထွက်လေဝင်လေကလည်းပူပြီးတော့မြဲနေပါတယ်ဖြစ်သည်မအကြောင်းအကောင်းကြီးပဲလို့ဖြေဆယ်ပြီးမိရင်လေးကိုထွန်းကြည့်ကျောင်းဝန်းကလေးအလယ်မှာချိန်ဆွဲထားရပါတယ်ဒီညမှာလုံးဝမအိပ်ဆက်မိဘူးတတိကိုစောင်းထားရပါတယ်ဝင်းဤတော်ရလည်းတမိုးတရံထဲမှာတက္ကမနဲ့အတူမအိပ်ကောင်းလို့ဆိုထားပါတယ် သင်လာပြီးတော့ငါညာလုံးပေါက်တရားရှုတော့မယ်လို့ဖြေးဆဲအာတင်းပြီးအကျိုးကိုသာရှုမြင်ပြီးတော့တညာလုံးတရားရှုမှရန်ပြင်ဆင်ပါတော့တယ်တရားရှုမှတ်တဲ့နေရာမှာအခက်အခဲတစ်ခုတွေ့ရတိုင်းတဆင်ပြီးတဆင်အောင်မြင်တူးတက်စေတာမှန်ပေနဲ့ဒီအခက်အခဲကိုကြော်လာရတာကတော့လွယ်ကူတည်းတော့မဟုတ်ပါဘူးခန္ဒီမြေကရုတ်တောင်တင်းမှသာဖြစ်နိုင်ပါလိမ့်မယ် ဆရာတော်တရားရှုမှတ်ပြီးတော့တမာရီရခါစားအချိန်မှာတကားကိုလက်ဝါးနဲ့ပုတ်တန်ကြားရပါတယ်။တကမာလေးကကြောက်လွန်းချမ်းလွန်းပြီးတော့ကျောင်းတဲကိုဝင်ခွင့်ပြုရင်ခိုက်ခိုက်တုံတဲ့အတန်နဲ့အတနာခံလာပါတယ်။အမျိုးမျိုးစဉ်းစားပြီးနဲ့ဒုက္ခိတတရဝါဂယုနာစိတ်အလေးချိန်ရှာညိနေတော့အိတ်ခွင့်ပြုအပြန်လေးတဲ့ဆရာတော်ကကျောင်းပြင်ကိုထွက်တရားထိုင်ပါတယ်။အမကြမီမအိတ်ဝင်ဆိုပြီးအထဲကိုပြန်ဝင်လာရပြန်ပါတယ်။ နေအဲ့ဒီမှနေနောက်ထပ်ရှာမရှိနဲ့ဟူဒုံကျိုးမှာနေရာချရင်ကရုံးကြီးအားတင်းထားတဲ့အတံမာနဲ့မိတ်တော်မူပါတယ်တကံမာလေးကတော့စုပ်ပြဲနေတဲ့အင်ကြီးရေခွဲထမင်ကလေးကိုဟိုလက်ဒီလက်ဖုံးမိရင်းနဲ့ចောင်းကလေးရဲ့တောင်ကွေးမှာကုတ်၍နေရှာပါတယ်စုပ်ပြေသောအသားဖွင့်ထွားသောအရွယ်မှာတမင်မာကလေးကဲ့သို့မျက်လုံးရှိတဲ့ရှုံးလဲ့တဲ့မျက်လုံးရွယ်ကြီးတွေနဲ့ထုံးညီထားတဲ့မိအောင်မမေအောင်ပါမကြည့်တော့လဲမြင်မိနေပါတယ် ဆရာတော်ကမျက်နာလွဲကြိုးပြီးနေရာယူထွက်လေဝင်လေကိုသာ ရှူရှိုက်နေတော်မူပါတယ်တုံတုံလဲရှင်လမ်းလျှောက်ခြင်းပြုလုပ်လို့ပင်နဲ့မျက်စီကိုစုံမိတ်ကြိတ်ပြီးတော့တရားထိုင်တော်မူပါတယ်တတိယသမျှတန်ဝေကဖြစ်ပွဲအတုဘဖြစ်ပွဲတို့ကိုနှလုံးသွင်းတဲ့အခါအတိုင်းသွင်းနေရပါတယ်ဤသည့်သင်္ကရရတ္တိကလေးအကြောင်းကလည်းယုတ်တည်းဝင်လာပြီးတော့ငါကားဖျားရှင်တပြည့်သား60ကျော်တေလူပြီးဟုအာတင်းရပြပါတယ်။တစ်ချက်တစ်ချက တက္ကမလေးရဲ့ညီးတဲ့ပေါ်လာပြပါတယ်။ဆရာတော်ကဘာမှမေးတော့မဘူးဥပိ္ပခာပြုနေလိုက်ပါတယ်။တောင်းပီလာစီဒီမှာဆဲလဲတဲ့ကလည်းအမြဲတမ်းဆရာတော်ဘက်ကရှိနေပါတယ်။တချီတချီလက်ဖြတ်၍ပြန်သွားတဲ့လင်းပြာဂျိုးငတ်တို့ရဲ့အတန်ကစိုးရိမ်မကင်းသောတဘာဝကိုဖော်ပြနေပါတယ်။လာတာတာမှာကြောင်းချမဲ့ပျော်ရွှင်မြူးတူးနေတဲ့ညင်ငတ်တန်တွေက ကြည်နူးပွဲ ရှိနေပါတယ်။ကျက်တရဲတို့ရဲ့ဘေးကြောင်ခွေးအားနဲ့သားသမီးတို့ အော်မီပြေလွှာတန်တို့ကိုလည်းကြားနေရပါတယ်။ကြားကြွေတည်မှုတဘဝမြတ်တာဒီဟုအာယုံနောက်ကိုလိုက်ကဆင်ကျင်နေမိပါတယ်။ဝမ်းမီကောင်းသူတို့စားသည်မြအစာသည်အားဖြစ်ပါတယ်။အသိဉာဏ်ရှိသူတို့တွေ့သည်မြအာယုံသည်တရားကြီးပင်ဖြစ်ပါတော့တယ်။မိုးလင်းဖို့တဖြည်းဖြည်းနီးကပ်လာတော့ဆရာတော်လည်းအားတက်လာပါတယ်။ပုံညာရှင်စီဒီကကြောက်စီထိုးတံကိုပင်တက်တက်ကြားနေရပါပြီ အမလီကေရုံဝါဆရာတော်ဘုရားတပည့်တော်မှတည်ရပါလိမ့်မယ် အတန်ရောက်ဆရာတော်မှာဟဲ့တကမဘာဖြစ်ရပြန်တယ်လဲလို့ငုံရင်းမိရင်ကိုဖြုတ်အနီးကိုတွားရပြန်ရနေမကောင်းသောအမူအရာနဲ့တဟီဟီ တုံတုံခိုက်နေပါတယ်အလိုဖရဖရရေရွတ်မျက်နှာလွဲငါမှာဘာစီးမှမရှိမိုးလင်းတော့မယ်တီးခံပြီးဖရအာယုံ ပြုနေလို့မိန်တော်မူပါတယ်တကမလေးကခြေသလုံးကိုတင်းကြုံပွေ့ဖက်တော်မှဟန်ပြင်းနေတဲ့အတွက်ရုတ်တရက်အကြံရပြီးတော့ကျောင်းနယ်ရံမှာထိုးဆိုင်ထားတဲ့ဒံဘူးတက်တဲ့ ဓမောက်ကိုသွားယူပါတယ်ပြီးတော့မိမိခြေစလုံးကိုဓာတ်နဲ့မောပါတော့တယ်ဒီကခြေရောက်ကနေသွေးစင်းရှင်ရှင် ပန်းထွက်ပါတော့တယ်တက္ကမလေးကဓာတ်ယူစင်းကကြောက်နေတဲ့နေမှာသွေးကိုမြင်ရတော့အံ့အားသင့်ထိတ်လန့်သွားပါတယ်တပည့်တော်မကိုခွန့်လို့ပါဗျာတပည့်တော်မမှားပါဘူးလို့ခရော့ပါတယ်မကြမီမိုးစင်စင်လေးတက္ကမလေးကပြန်ထွက်သွားပါတယ်ပြန်ထွက်တော့ပြီးမကြခင်မှာခက်လန်းလန်းမှာမကြားစဘူးလူတန်တွေကိုလည်းကြားရောက်နေရပါတယ် မကြာခင်မှာအတန်ဒီတိတ်သွားပါတယ်အဖြစ်အပျက်ကစမ်းကြယ်လာပါတယ်ကြံကြီးစီရလို့ထင်ပေါ်ရရှိပါတယ်အကြောင်းကမိုးခေါင်ချင်းတောင်ဖီလျာစီရတော့အချက်သီလပြင်းထန်သည်ဟု အမတ်တချို့ကတရုံဦးတင်ကြပါတယ်မင်းကြီးက ပထမမှာတော့မယုံဒိုမတ်တို့ကနီလီနီကာဆက်မှာဤသည့်တင်ကြရတဲ့အချက်ပြင်းထန်တဲ့အတွက်ကာတိတိုင်းမှာ မိုးသုံးနှစ်ခေါင်နေသဖြင့်တကြားမင်းကပင်ဘာနေသည်မင်း၏သမီးနီလီနီကအဖြက်ခါရသည်ဟု တာရကဆောင်ကြပြန်ပါလေ။နောက်ဆုံးမှာမင်းကြီးကပါသဘောတူပြီးတော့အမူအရာကောင်းရုပ်ချောမင်းသမီးတစ်ပါးကိုတုံတင်ပြီးတော့အဖော်ရီထက်စေလွတ်လိုက်ခြင်းဖြစ်ပါလေ။မဖြစ်သင့်တဲ့နေရာမှာမဖြစ်ထက်တဲ့ကိစ္စတွေကိုဖြစ်တတ်တာဓမ္မတာပင်ဖြစ်တယ်ပဲ။မင်းသမီးလဲစေခိုင်းတဲ့အတိုင်းတောင်းပီလာဆရာတော်ကအတီလာအကျင့်ကိုဖျားယောင်ဖျက်ဆီးခဲ့ပါပြီဟု အပြစ်မှလွတ်ရင်တတော်ဦးပြန်တင်ပါတယ်ဒီသတင်းကကြီးညာကမကုံတဲ့သတင်းမျိုးဖြစ်တဲ့အတိုင်းတမဟုတ်ချင်းပြန့်နှံ့သွားပါတော့တယ်အဲယုံသူလဲယုံမယုံသူလဲမယုံကြပါဘူးအမနဲ့မိုးလင်းတဲ့အခါအလူလန်းပြုတ်လုလူတဲ့ပုံစံနဲ့မင်းကြီးနဲ့အပေါင်းပါတို့ကဆရာတော်ကြီးကို ရောက်ရှိလာကြပါတယ်ဘေးသူတို့ကသင်္ကန်းစုပ်ပတိစီးထားတဲ့ခြေတော့ကိုတောင်းဖီလဲဆရာတော်ကပြရင်ငါရဲ့တီလာကိုငါယုံကြည်တယ်ဓမောက်ကိုယူကား ငါဤတီရပျက်စီးပါမူဤဓမ္မုတ်သည်ချလိုက်သောရေမှာမြုပ်ပါစေသာတကယ်လို့ငါဤတီလစင်ကြယ်ပါမူရေမှာငါးတကောင်ကဲ့သို့ကူးသွားပါစေလားဟုအထိတ်ထန်ပြူရင်တောင်းပီလာကံမှာဓာတ်ကိုပြစ်ချပြတော်မူပါれဓမ္မုတ်ကလည်းရေမှာဖြတ်တန်းပြီးတော့ငါးတကောင်ကဲ့သို့တလန်းလန်းကူးသွားပါれဒါကြောင့်ဓမ္မကူဆရာတော်တို့နာမည်တွင်ခဲ့ပါれဆရာတော်က1010နှစ်ခုနှင့် တတ်တော်82နှစ်မှာပြောင်းလဲတော်မူခဲ့ပါတယ်။အခုတိုင်ဒီတော့ရမှာဓမ္မကူးကံဟုပြီးရှိပါသေးတယ်။ဒေါင်းဖီလာဆရာတော်ကြီးရဲ့အကျင့်သီလကတော့လေးစားအံ့ဩပွဲကောင်းလာပါတယ်။ဆရာတော်ကဝိနည်းလင်္ကာယဒီဃာချန်ရဲ့ဤကုန်းမှာတမ္မာတမုဒ္ဒဖျားစုပန်းထားပြီးတော့ဂန္ဓာမရဏတောင်မှာ အလုံးအလုံးကိုအသက်ရှိသောယုဂဇိုးကြီးအဖြစ်ဖြင့်မင်းကောင်းမင်းမြတ်တို့ကိုသာသနာ၏အားပေးကူညီရလိုကြောင်းစူတောင်းထားတာကိုတွေ့ရပါတယ်။ ဒါကတော့သာသနာတော်မှာထင်ရှားလာတဲ့ဓမ္မကူးဆရာတော်တောင်ဖီလာဆရာတော်ကြီးရဲ့အကြောင်းကိုတင်ဆက်ပေးကြတာပဲ ဖြစ်ပါတယ်ခင်ဗျာမူရင်းစာရေးသားသူနဲ့အဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ